1384ခုနှစ်ပြာသူလက်ဖြစ်ကျော်နှစ်ရက်ဇံကုန်တိုင်းဒေသကြီးလေကုမျိုးနယ်ဝိပဿနာထိုးရာဗုဒ္ဓသာသနာစိတ်သာဖောက်တော်ရာစိတ်သာခွေ၌ဆေရတရားစကားပွဲတရားအားထုတ်နေကြသောယောဂီသူတော်ဆင်များအတွက်ရှိဟုစွာတရားဟောတရားနာမပြုလို့မရှိဟုစွာ ဘဂဝါကိုရှင်အရဟံကိုရှင်သမ္မာသမ္ဗုဒ္ဓကိုရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်အားနမောတတသုံးချင်ရွတ်ဆိုခြင်းဘုရားရှိခိုးကြောကြရအောင်နမောတတဘဂဝါအရဟတောသမ္မာသမ္ဗုဒ္ဓနမောတတဘဂဝါတောအရဟတော သမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုခဝတောအရတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တသုံးချေရွတ်ဆိုရဖျားရှိကိုယ်တော်ပြည့်တဲ့အချင်းကမ္မ သာသနာ့ဓမ္မကျင့်သင်ကျင့်တတ်တဲ့နံပါတ်၁သီလကျင့်သင်နံပါတ်၂သမာဓိကျင့်သင်နံပါတ်၃ပညာကျင့်သင်လို့ခေါ်သွားတဲ့ကျင့်သင်၃ရအကျင့်မြတ်တရားတွေရှိတယ်။ကျင့်သင်၃ရအကျင့်မြတ်တရားတွေမှာနံပါတ်၁သီလကျင့်သင်ဖြစ်ဆုံးဖြစ်တဲ့အခြေကသမာဓိကျင့်သင်အတွက်ဘုရားရှင်ကကမ္မထံ၄၀ဟောကြားထားတယ်။ကမ္မထံ၄၀ကအာနာပါနကမ္မထံအာထုပ္ပယရွေးချယ်ထားပါတယ်။ ေအန္တဘာနသမတံကိုပွားများအာတုတဲ့အခါမှာတခါတည်းမှာမိမိရဲ့စိတ်ကဖေးကိုတင်းကျော်ပြီးကြာသွားတတ်တဲ့အဲ့ဒီလိုတင်းကျော်ကြာသွားတဲ့အချိန်အခါမှာစောင့်ရှောက်ပေးမဲ့ကိုးဆောင်တရား၄ပါးတဲ့စောင့်ရှောက်ပေးမဲ့ကိုးဆောင်တရား၄ပါးကဘုဒ္ဓ ानु တ္တိကမ္မဋ္ဌာန်းမေတ္တာကမ္မဋ္ဌာန်းအတုပကမ္မဋ္ဌာန်း မရဏတတ္တိကမ္မတံဆိုပြီးကမ္မတံ၄မျိုးရှိတယ်ကမ္မတံ၄မျိုးတည်းကဒီနေ့ဟောကြားပေးမှာကဘုဒ္ဓနုတ္တိကမ္မတံနဲ့မေတ္တာကမ္မတံကတော့ဟောကြားပြပြီးအတုပကမ္မတံနဲ့အတုပဆိုရင်တော့ခုခေတ်လူငယ်တွေကတော့အတုပဆိုရင်ကြားကိုမကြားခြင်းကြောင့်အတုပဆိုတာကဘုရားရှင်က အမြင့်မှန်ကိုရရှိဖို့ရန် သစ္စေသမဲ့ကာမဝတ္ထုအဆုစုအာယုံမှာဒွေတာတတ်မဲ့တဲ့စိတ်ပဲဖြောက်ဖို့ရန်ဒွေတာတဲ့စိတ်တတ်မဲ့တဲ့စိတ်လိုချင်တဲ့စိတ်ဆွဲလန်းတဲ့စိတ်ဒီလိုစိတ်တွေကိုပဲဖြောက်ဖို့ရန်အတုပါ ကမ္မထံကို ဟောကြားပေးပါတယ်ဒီအတုပါကမ္မထံကအတုပါဘာဝေတ္တပါရကတ္တဗဟာနာယအတုပါကမ္မထံသည် ွဲတာတတ်မဲ့တဲ့ရာဂကိုဖဲခွာစေနိုင်တဲ့သွန်အားရှိတယ်။ဒီအသုဘကမ္မတံဆိုရာကသုဘဆိုရာကတင့်တယ်တဲ့လှပတယ်ချောမောတယ်လိုချင်စရာကောင်းတယ်။အသုဘဆိုရာက မတင့်တယ်ဘူးမလှပါဘူးမချောမောဘူးလိုချင်စရာမကောင်းဘူး။အဲဒါလိုချင်စရာမကောင်းအောင်ရှုရတယ်။ဘာကြောင့်လဲ။ ီလိုသိစိတ်သက်မဲ့ကာမဝတ္ထုအစုစုအာယုံမှာတွဲတာတဲ့စိတ်များနေမယ်ဆိုရင်ဒီပုဂ္ဂိုလ်တန်ត្រာထဲကနေလွတ်မြောက်ဖို့မလွယ်ဘူး။ဘာကြောင့်လဲ။တန်ត្រာထဲမှာပျော်ရွှင်နေတာဖြစ်တဲ့အတွက်တန်ត្រာဘက်လွတ်မြောက်ဖို့ဆိုတာနိဗ္ဗာန်နဲ့ဝေးသွားတယ်။နိဗ္ဗာန်နဲ့နေကျင်တယ်။တန်ត្រာထဲမှာကျင်လျရတာဒုက္ခတွေလည်းများ၊သောကပရိဒိဝတွေလည်းများအဲ့ဒီလို ုက္ခသောကပရိဒေဝတွေများနေတဲ့ဒီတန်ត្រာထဲမှာမကျင်လင်ကြပါဘူးတန်ត្រာကလွမြောက်ခြင်းမာတယ်ထွမြောက်ခြင်းမာတယ်ဆိုရင်ဒီလိုကမ္မဋ္ဌာန်းမျိုးတွေကိုပွားများထားဖို့လိုအပ်ပါတယ်အတုပကမ္မဋ္ဌာန်းဆိုတာကများသောအဖြစ်သေမအတုပလို့ထင်ကြမသေးခင်လည်းအတုပဖြစ်တယ်ဆိုတဲ့အကြောင်းကိုဘုရားရှင်လည်းဟောကြားတာတော့ဘုရားမသေးခင်မှလည်းအတုပဘယ်လိုဖြစ်တယ်လဲတဲ့ မသေးခင်မှာညာသောအဖြစ်တော့သင်ညာဝိပန္လာတသင်ညာနဲ့ဖုံးလွှမ်းထားတယ်အမှတ်သင်ညာနဲ့ဖုံးလွှမ်းထားတယ်အမှတ်သင်ညာဆိုတာကဟောဒီပုဂ္ဂိုလ်ကယုတ်ကချောတယ်ယုတ်ကလှတယ်တင့်တယ်တယ်ချောမောတယ်လိုချင်စရာကောင်းတယ်တတ်မဲ့စရာကောင်းတယ်ဘုရားရှင်ကအတုပါဖြစ်တယ်ဆိုတဲ့အကြောင်းကိုဟောကြားတော်မူပါတယ် အတုပါဘယ်လိုဖြစ်တယ်လဲတဲ့ဒီခန္ဓာကိုယ်ထဲမှာဒီတန်းကြည့်မယ်ဆိုရင်တင်ညာဖုံးလွှမ်းနေတာဖြစ်တဲ့အတွက်ဒီခန္ဓာကိုယ်ကြီးကတင့်တယ်တယ်လို့ထင်တယ်တကယ်တမ်းဆိုရင်တော့တင်ညာမတင်ညာနဲ့ဖုံးလွှမ်းထားတော့လှတယ်ထင်နေတာတကယ်တမ်းလှတာမဟုတ်ဘူးမလှတာမလှတာကိုညာနဲ့မှထင်အောင်ဆင်ကျင်တတ်ဖို့လိုတယ် သင်ညာတိနဲ့ပညာတိဆိုတာမတူညီဘူးသင်ညာတိဆိုတာကအမှန်မှားတာလည်းရှိတယ်အမှန်မှန်တာလည်းရှိမှားတာနဲ့မှန်တာဒီနှမျိုးရှိတယ်ပညာတိဆိုတာကတော့အမှန်တရားကိုပဲသိတယ်အမှန်တရားကိုသိသွားပြီဆိုရင်မိမိအတွက်တန်ဖိုးရှိတဲ့ဘာဝနာကမ္မဋ္ဌာန်းတစ်ခုဖြစ်ပါတယ်အဲဒီတော့အတုပါဘယ်လိုမြင်အောင်ကြည့်မလဲတဲ့ဒီခန္ဓာကိုယ်မှာ နဝိညာဏကအတုပါသဝိအဝိညာဏကအတုပါသဝိညာဏကအတုပါဆိုပြီးဒီမှာသဝိညာဏကအတုပါကို အရင်ပြောကြစို့သဝိညာဏကဆိုတာကရှင်အတုပါပြောတာအဝိညာဏကဆိုတာကသေအတုပါကိုပြောတာရှင်အတုပါဆိုတာဘယ်လိုအတုပါဖြစ်မလဲတင်တယ်နေတယ်လှပနေတယ်ချောမောနေတယ်လူချင်းစရာကောင်းတယ်တတ်မဲ့စရာကောင်းတယ် ဘယ်လိုလုပ်ပြီးအတုပဖြစ်မလဲဒါဟာပညာဖုံးလွှမ်းနေတဲ့ပုဂ္ဂိုလ်ရဲ့ပြောဆိုခြင်းပညာမဟုတ်ဘူးပညာနဲ့ဆင်ခြင်ပြီးကြည့်ဖို့ဖျားရှင်ဟောကြားတယ်ဒီခန္ဓာကိုယ်ပါကြည့်ပါကုဋ္ဌာတအဖြစ်ကြည့်ဒီကုဋ္ဌာတအဖြစ်ခေါင်းမှာရှိတဲ့စံပင်ကိုကြည့်စံပင်ပညာနဲ့ဖုံးလွှမ်းထားတဲ့အခြင်းအကမှာဒီခေါင်းကစံပင်ကကြည့်လို့ကောင်းတယ်ကြည့်လို့လှတယ် ချောတယ်တင့်တယ်တယ်ဒီကောင်းမှရှိတဲ့စံမဲမဲစံပင်ကို၄၅ကျောင်းလောက်ဖြတ်ပြီးတော့မိမိစားမဲ့ဓမင်းခွက်ထဲမှာအနည်းငယ်လောက်ထည့်ပုံပြီးစားကြည့်ရတာရှိပါမလားဒီခန္ဓာကိုယ်ရဲ့ကထွက်ပေါ်လာတဲ့စံပင်ကောင်းမှဥူပြပြထားရှိတဲ့စံပင်ဒီစံပင်ကိုရွှန်ရှားဆက်ဆုပ်ပဲသဘောမြင်အောင် ဘုရားရှင်ကဟောကြားတော်မူတယ်။ကောင်းမှရှိတဲ့စံပင်ကောင်းမှရှိသည်ဖြစ်သည်မိမိရဲ့စားမဲ့ဓမင်းခွက်ထဲမှာရှိတဲ့စံပင်ဖြစ်စေဘယ်စံပင်မဲ့ဖြစ်ဖြစ်အတူတူပဲဓမင်းခွက်ထဲမှာရှိတဲ့စံပင်ကယွန်စရာကောင်းတယ်ကောင်းမှရှိတဲ့စံပင်ကယွန်စရာမကောင်းဘူးဒီလိုမဟုတ်ဘူးပင်နေရမှာပဲရှိရှိဒီစံပင်ဟာရွှေချာဆုစုပ်ပဲသဘောရှိဘုံကိုညာထဲမှာထင်မြင်အောင် ပညာသိအနေနဲ့သိအောင်ဆင်ခြင်ပေးဖို့လိုအပ်ကြပါတယ်။ဒါကိုပညာသိလို့ခေါ်တယ်။ပညာသိဆိုတာက အမှတ်မှားတာလည်းရှိတယ်။အမှတ်မှန်တာလည်းရှိတယ်။ပညာသိကတော့အမှန်တရားကိုပဲသိတယ်။ဒါကြောင့်ကောင်းမဆံပင်ဟာရွန်ရှာဆက်သောပဲသဘောညာနဲ့မှထင်မြင်အောင်ဆင်ခြင်ကြည့်။ဘာဝနာကမ္မဋ္ဌာန်းဖြစ်တယ်။ဒီဆံပင်ကိုပဲ စံပင်ကိုမြင်ယုံမဲမြင်နာစိတ်ထဲမှာဆွဲယုံမဲဆွဲတော်ကဥပါဒရာတမာတိဒီစံပင်ရဲ့ရောချာသတ်သောဘသဘောညာနဲ့မှာထင်မြင်အောင်ဆင်ခြင်တာကအပ္ပနာတမာတိတမာတိချင်းမတူဘူးအဲဒါစံပင်ကိုရောချာသတ်သောဘသဘောညာနဲ့မှာထင်မြင်အောင်ပฏิကူလာပฏิကူလာယွန်စရာယွန်စရာလို့ဆင်ခြင်ပြေးရဒီစံပင်ကိုဆုလို့ရပြီဆိုတဲ့အချိန်ကမှာခန္ဓာကိုယ်မှာပေါက်နေတဲ့မွေးညင်း လက်မရှိတဲ့လက်သက်ခြေမရှိတဲ့ခြေသက်ပဒတ္တမရှိတဲ့သွားခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးအုပ်ထားတဲ့အစီတူအစီပါဒီငါမျိုးကိုတော့တသပဲ့သက ကမ္မတံလို့ခေါ်ပါတယ်ဒီတသပဲ့သကကမ္မတံကိုပွားများအထုသွားကြလို့ရှိကသူတော်ကောင်းတွေတရားတူရသွားတဲ့ပုဂ္ဂိုလ်တွေများစွာ ရှိခဲ့ဖို့တယ်ရှိကသူတော်ကောင်းတွေတရားတူရတာလည်းမပြောနဲ့ ဉာဏ်နဲ့စင်ကြင်နိုင်တဲ့စွမ်းအားတွေကကုခက်သူတော်ကောင်းတွေတဲ့တာတယ်ကုခက်သူတော်ကောင်းတွေလည်းကြိုးစားပွားများအားထုတ်မယ်ဆိုရင်ဒီဆံမင်းတော်ရွှေရှားဆွတ်တော်ဘသဘောလောက်တော့မြင်နိုင်ပါတယ်ဒါကြောင့်မြင်အောင်လည်းပွားများအားထုတ်ဖို့လိုတယ်ဆံပင်ရွှေရှားဆွတ်တော်ဘကောင်းတယ်လို့ဝိညာဉ်ခြေတဲ့လက်သက်သွားအခြေတူအခြေပါဒီခေါတ္တသာငါးခုကထင်ရှားတယ် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဒီကောဋ္ဌာတ၅ခုတည်းမဟုတ်ဘူး။သံပင်ဘုညေခြေသက်လက်သက်သွားအစီအတ္တအကျော်အယုရှိုးရခြင်းသည်အညိုနှလုံးအသက်အမြေအဖြစ်အဆုတ်ဥမဥသိအစာသက်အစာဟောင်းဥနောင်းဒီကောဋ္ဌာတ20ကတော့ပတ္တဝိတ္တလွန်ကဲတာဖြစ်တဲ့အတွက်ပတ္တဝိကောဋ္ဌာတ20လို့ခေါ်ပါတယ်။ စေจิตလက်ပြည့်သွေးချွေးအစီကဲမြည်ရေစေจิตတန်တွေနှံ့အစီခြင်းမဲ့ဒီခေါတတာဆယ်နှမျိုးကတော့အာဘောတလွန်ခဲ့တာဖြစ်တဲ့အတွက်အာဘောတလွန်ခဲ့တဲ့ခေါတတာဆယ်နှမျိုးလို့ခေါ်တယ်အာလောပေါင်းတော့30နဲ့နှခေါတတာဒီ30နှခေါတတာကိုထေရှားအောင်ဆင်ញဲပြီးရှုနိုင်မယ်ဆိုရင်ဥပါဒရတမာတိတဲ့အောင်ရမယ်ဒီ30နှခေါတတာပဲ တိကုလရောရှာဆက်သောဘသဘောညာဏမှာထင်မြင်အောင်ဆင်ခြင်နိုင်ပြီဆိုရင်တော့အပ္ပနာတမာတိတက်အောင်ရမယ်။ဥပါဒရတမာတိဆိုတာသန္နာကပ္ပိရရှိတဲ့တမာတိမျိုးကိုဥပါဒရတမာတိလို့ခေါ်တယ်။ဇာဆိုင်စီတက်အောင်ရှုမှတ်နိုင်တာကိုတော့အပ္ပနာတမာတိလို့ခေါ်ပါတယ်။ဒီခန္ဓာကိုယ်ထဲမှာပဲဒီခန္ဓာကိုယ်ထဲမှာပဲ ဒီအခြေတူအခြေပါဆိုတဲ့အပေါ်ကဖုံးထားတဲ့အခြေတူအခြေပါကိုခွာကြည့်လိုက်။အိုးပြီးတော့ဇန်စရာကောင်းစီဒီအခြေတူအခြေပါကိုခွာပြည့်တဲ့အချိန်ကမှခန္ဓာကိုယ်မှာဖတ်တုတ်ထားတဲ့အကျော်တွေခွာကြည့်အသားတွေခွာကြည့်ဘာကြံတော့အယိုးပဲကြံတယ်။အဲ့ဒီအယိုးပဲကြံတဲ့အချိန်ကမှသိချင်မြင်အောင်ကြည့်ပါအဲ့ဒီအယိုးပဲကြံတဲ့အချိန်ကမှအသားတွေပြန်ကပ် အကျောနဲ့ပြန်ဖွဲ့တာအပြင်ကနေအစည်းတူအစည်းပါနဲ့ပတ်ဖွဲ့ပြီးတော့ထားလိုက်ပြန်တော့ဒါလူတယောက်ဆိုပြီးတော့ပြောကြသရဝါတစ်ခုလို့ပြောကြဒီလိုလူတယောက်သရဝါတစ်ခုလို့ပြောခြင်းအဖြစ်ဒီပုဂ္ဂိုလ်ကလှတယ်ဒီပုဂ္ဂိုလ်ကမလှဘူးဒီပုဂ္ဂိုလ်ကချော်တယ်ဒီပုဂ္ဂိုလ်ကမချော်ဘူးဖြစ်လာပြန်ကုန်တင်ညာဝိပန္နတလို့ခေါ်ဆိုရတဲ့အမှတ်တင်ညာတွေဖုံးလွှမ်းနေတယ် အဲ့ဒီအမတ်တညာတွေဖုံးလွှမ်းနေတာကိုဉာဏ်နဲ့မှထင်မြင်အောင်ဆင်ခြင်ပြီးကြည့်ဖို့လိုတယ်ဒါကိုပညာသိလို့ခေါ်တယ်တင်ညာသိနဲ့ပညာသိမတူညီပါဘူးပညာသိကပို့ပြီးတော့နည်းနည်းတယ်အသိဉာဏ်ရင့်ကျက်တယ်ထိုးထွင်းပြီးတော့သိတဲ့ဉာဏ်ကိုပညာသိလို့ခေါ်တယ်မှတ်သားတော့သိတာကိုတင်ညာသိလို့ခေါ်တယ်ပြန်အထုတ်တဲ့အခါမှာအဲ့ဒီလို့ ထိုးတမ်းပြီးသိတဲ့အသိမျိုးရရှိအောင်စင်ကျင်တတ်ဖို့လိုပါတယ်။ဒါ32ကွဋ္ဌာသအပြင်ကွဋ္ဌာသအပြင်အတုဝရှုခြင်းလို့ခေါ်တယ်။နောက်တစ်ခုကခန္ဓာကိုယ်ထဲမှာကိုယ်လောက်တည်ရှိကြ။ကိုယ်ရည်လောက်တည်ခန္ဓာကိုယ်ထဲမှာနေထိုင်ကြ။ခြင်းကြီးတွေစွန်ညာခြင်းငယ်တွေစွန်ညာစားကြတောက်ကြပြောကြပါကြတေရအတုပါခြားကြ ဒီခန္ဓာကိုယ်ရဲ့ကကိုယ်နောက်တည်းအပြင်ထွက်ပြီးအတုပါချတာဘဏ္ဍာတွေ့ဖို့လေတခါမှမတွေ့ဘူးဒီခန္ဓာအိမ်ထဲမှာပဲသိရလေအတုပါချကြတယ်အဲဒီလိုခန္ဓာကိုယ်ကြီးကကိုယ်နောက်တည်းရဲ့နေရင်ကြီးတပွဲဖြစ်ပုံကိုညဏ်ထဲမှာထင်မြင်အောင်စဉ်ကျင်ကြည့်ဖို့လိုတယ်ဒီခန္ဓာအိမ်ကြီးကကိုယ်နောက်တည်းရဲ့နေရင်တပွဲဖြစ်နေတော့ မိမိတို့ကပိုးနောက်တို့ရဲ့နေရင်းသပွဲဖန်ဆင်းပေးထားရသလိုဖြစ်နေပါရဲ့ဒါကြောင့်ဒီခန္ဓာအင်းကြီးရရှိထားခြင်းသည် မတင့်တယ်တဲ့ခန္ဓာကိုယ်ကြီးရရှိနေတာပဲလို့ဉာဏ်နဲ့မှထင်မြင်စင်ကြင်ပေးဖို့လိုပါရဲ့အဲ့ဒီပိုးနောက်တည်ပြည့်နေတဲ့ခန္ဓာအင်းကြီးဒါကိုကြည့်ပြီးပဋိကုလရွံစီရရွံစီရလို့စင်ကြင်ပေးရအဲ့ဒီလိုစင်ကြင်နိုင်ပြီဆိုရင်တော့ပိုးနောက်တည် ဖြစ်နေနေတာကိုဉာဏ်နဲ့မှထင်မြင်အောင်ဆင်ញံကြည့်ပါဒီခန္ဓာအင်းကြီးကပေါ်လာတို့ရဲ့နေတဲ့ဘက်ဖြစ်နေတယ်ဇွန်ရှားဆက်သွက်ပေါ်လဲကောင်းတယ်ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကိုအတုပါမလိုချင်အောင်ပွားများအားထုတ်ပေးရဒီခန္ဓာအင်းနဲ့မှပဲပေါ်လာတို့နေတဲ့ဘက်ကိုဆင်ញံကြည့်ပေါ်လာတို့ဘာတွေလုပ်နေကြသလဲစားကြတော့ကြ ကျင့်ကြီးစွန့်ကြကျင့်ငယ်စွန့်ကြတေရန်အတုပါချကြနဲ့ပုလောက်တို့ရဲ့နေအင်းတပွဲဖြစ်နေပုံကိုဆင်ញံပြီးရှုဖို့လိုတယ်။အဲဒီလိုဆင်ញံပြီးရှုနိုင်မှဉာဏ်နဲ့မှထင်မြင်အောင်ဆင်ခြင်နိုင်မှဒီခန္ဓာအင်းကြီးကလိုချင်စရာမကောင်းတဲ့ခန္ဓာအင်းကြီးဉာဏ်နဲ့မှထင်ရှားလာမယ်။နောက်နံပါတ်3ကြတော့ပရမတ္ထအတုပါတဲ့ဒီခန္ဓာကိုယ်ကြီးကိုပဲ တကြည်လေးပါးနဲ့စိုက်ရှုလိုက်ပါယုတ်ကလအမုံတွေတွေ့မယ်ယုတ်ကလအမုံတိုင်းအမုံတိုင်းမှာဟောနဆိုတဲ့အယောင်အစင်းရှိတယ်အယောင်အစင်းအပြည့်နဲ့ရောချာစစ်တော့ဘယ်သဘောရှိတယ်အနတ်အပြည့်နဲ့ရောချာစစ်တော့ဘယ်သဘောရှိတယ်အရသာအပြည့်နဲ့ရောချာစစ်တော့ဘယ်သဘောရှိတယ်ဒီခန္ဓာအင်းကြီးကအစင်းအနတ်အရသာအပြည့်ရောချာစစ်တော့ဘယ်သဘောရှိနေတဲ့ခန္ဓာအင်းကြီးဒီခန္ဓာအင်းကြီးကိုကြည့်ပြီးတော့အတုပါ ပဋိကုလပဋိကုလဇွန်စရာဇွန်စရာလို့ဆင်ကျင်ပြရအဲ့ဒီလိုဆင်ကျင်နိုင်မယ်ဆိုရင်တော့ပရမတ္ထအတုပရရှိသွားမှာဖြစ်ပါတယ်ဒီခန္ဓာအိမ်မှာပဲနဝိညာဏကရှင်အတုပညာနဲ့မှထင်မြင်အောင်ဆင်ကျင်ပြဖို့လိုတယ်သင်အတုပတဲ့အဲ့ဒီမှာတမထာပိုင်း အတုပါရှုနေဝိပဿနာပိုင်းအတုပါရှုနေဆိုပြီးနှစ်ပိုင်းရှိတမထပိုင်းအတုပါရှုတဲ့အခါမှာတော့ပုဂ္ဂိုလ်ရွေးချယ်ရဝိပဿနာပိုင်းအတုပါရှုတဲ့အခါမှာတော့ပုဂ္ဂိုလ်ရွေးချယ်ရမလိုဘူးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဝိပဿနာပိုင်းမှာရွေးချယ်ရမလိုဘူးတမထပိုင်းမှာ အဝိညာဏကသင်အတုပါရှုတဲ့အခါမှာရွေးချယ်ဖို့လိုတယ်ရွေးချယ်တဲ့အချိန်ခါမှာအမျိုးသားပုဂ္ဂိုလ်တွေအမျိုးသားအလောင်းကောင်ကိုပဲရွေးချယ်ပြီးအတုပါရှုရအမျိုးသမီးပုဂ္ဂိုလ်တွေအမျိုးသမီးအလောင်းကောင်ကိုပဲရွေးချယ်ပြီးအတုပါရှုရဘာကြောင့်အဲ့လိုရွေးချယ်ရသလဲတဲ့တည်သွားတဲ့အတုပါကိုတင်ညာဝိပ္ပန္နတာတွေဖုံးလွှမ်းလာရင် ဒီရုပ်ပုံကမတည်သေးရင်တော့လှမှာပဲဆိုတဲ့ဉာဏ်တွေကအဲ့ဒီနေရာမှာပေါ်လာတယ်။အဲ့ဒီလိုလှတယ်တင့်တယ်တဲ့ကြည့်လို့ကောင်းတယ်ဆိုတဲ့အသိဉာဏ်တွေကသိဉာဏ်နဲ့ဖုံးလွှမ်းထားတာဖြစ်တဲ့အတွက်သိဉာဏ်ဝိပန္နတာတွေကြားရောက်လာမယ်။ဒါကြောင့်အဝိညာဏကသိအတုပရှုတဲ့အခါမှာပုဂ္ဂိုလ်ရွေ့ချယ်ဖို့လိုတယ်။အမျိုးသားပုဂ္ဂိုလ်ဒီအမျိုးသားအလောင်းကောင်းကိုရွေ့ချယ်ရမယ်။ အမျိုးသမီးပုဂ္ဂိုလ်ဒီအမျိုးသမီးအလောင်းကောင်ကိုပဲရွေးချယ်ရအမျိုးသမီးအလောင်းကောင်ကိုအမျိုးသားကအတုပရှုခွင့်မရှိဘူးအမျိုးသားအလောင်းကောင်ကိုလည်းအမျိုးသမီးကအတုပရှုခွင့်မရှိဘူးဘာကြောင့်လဲတမထပိုင်းဆိုတာကတီးအောင်ရှုရတာငြိမ်းအောင်ရှုရတာတည်ငြိမ်ဖို့ဆိုတာကတမာတိဖြစ်မှတည်ငြိမ်တာတမာတိဖြစ်အောင်ပွားများအားထုတ်တဲ့အခါမှာ ဒီသေးတဲ့အလောင်းကောင်ဖြစ်ပဲဖြစ်냐တော့လေဒီအလောင်းကောင်ကတခါတည်းမှာချော်တယ်လှတယ်တင့်တယ်တဲ့စိတ်ထဲမှာဖြစ်ပေါ်တတ်တယ်။ဒါကြောင့်သမထပိုင်းမှာအတုဝရှုတဲ့အခါမှာတော့ရွေးချယ်ပြီးရှုရပါတယ်။ဝိပဿနာပိုင်းရောက်ရင်တော့ဘယ်လိုပုံကမျိုးပဲဖြစ်ဖြစ်ရှုလို့ရပါတယ်။ဘာကြောင့်လဲ။ဒီအတုဝအလောင်းကောင်က လှတယ်တင့်တယ်လို့ဖြစ်လာရင်တကြည်လေးပါးနဲ့ဆက်ရှုလိုက်ရုပ်ဗလာမုံတွေဖြစ်ပရမတ္တတက်ခွက်ပြီးဝိပဿနာရှုလို့ရဒါကြောင့်သမထပိုင်းအတုပါရှုနည်းနဲ့ဝိပဿနာပိုင်းအတုပါရှုနည်းဒီနေရာမှာအဝိညာဏကအတုပါရှုတဲ့နေရာမှာမတူညီဘူးကွဲပြားနေတယ်ဝိပဿနာပိုင်းရှုတဲ့ပုဂ္ဂိုလ်ကြတော့ပုဂ္ဂိုလ်ရွေးချယ်တရားမလိုဘူးဘယ်ပုဂ္ဂိုလ်မဆိုအတုပါရှုနိုင်ပါတယ် ဒါကြောင့်မိမိကအတုပစင်ကျင်ဓာတ်ဖို့လိုတယ်အတုပဆိုတာက ရှင်တဲ့ပုဂ္ဂိုလ်လည်းအတုပတည်တဲ့ပုဂ္ဂိုလ်လည်းအတုပဒေသီရှင်သည်ရွေးမနေနဲ့အတုပမြင်အောင်ပဲဝါမြာဖို့လိုတယ်အတုဖို့လိုတယ်အဲ့ဒီလိုစင်ကျင်တိုက်တော့ဘာပဲလို့ဖြစ်မလဲတဲ့အတုပဘာဝေတ္တဗာရာဂတ္တဗာဟာနာယ အတုဘာကမ္မတံစီတွေ့တာတတ်မဲ့တဲ့ရာဂကိုပယ်ခွာစေနိုင်တဲ့သွားရှိတယ်။တွေ့တာတတ်မဲ့တဲ့စိတ်ရှိပြန်တော့ဘာဖြစ်တတ်တယ်လဲတဲ့။တရားအတုရာဂနေစိတ်ကအင်ငိုပဲမကြမကြပြန်ကျင်တတ်။ပြန်ကျင်တဲ့စိတ်တွေဖြစ်ပေါ်တတ်တယ်။အင်ငါဘာရှိတယ်ညာရှိတယ်ဘာကြောင့်ညာကြောင့်ဆိုပြီးတော့အင်ငိုပြန်ကျင်တဲ့စိတ်တွေ အဲ့လိုအင်းကိုပြန်ပြန်တဲ့စိတ်တွေဘာကြောင့်ညာကြောင့်ဆိုတဲ့အကြောင်းတရားတွေကင်းဝေးသွားဖို့ရန်အတုပကမ္မဋ္ဌာန်းကိုဆင်ခြင်ပြီးပွားများအတုပေးရပါရဲအဲ့ဒီလိုအတုပကမ္မဋ္ဌာန်းကိုလည်းဆင်ခြင်တတ်အောင်ပွားပေးပါနဗတ်တဲ့ဘုဒ္ဓံတတ္တိကမ္မဋ္ဌာန်းနဗတ်နဲ့မေတ္တာကမ္မဋ္ဌာန်းနဗတ်သောအတုပကမ္မဋ္ဌာန်းနဗတ်လေမရဏတတ္တိသိခြင်းတရား သေခြင်းတရားကတော့မနက်ဖန်ကညကြမနက်ဖန်ကကြာမှာပဲဆက်လက်ဟောကြားသူဒီကမ္မထံ၄မျိုးကကိုယ်ဆောင်တရား၄မျိုးလို့ခေါ်ပါတယ်မိမိရဲ့စိတ်ဒီကိုတင်းကြော်ပြီးကြာမသွားဖို့ရန်ထင်းကြောင်းစောင့်ရှောက်ပေးမဲ့ကမ္မထံ၄မျိုးလို့ခေါ်တယ်ဒီအသေးဘကမ္မထံဖောင်းများအထုတ်ပြည့်တဲ့အချိန်ကတရားဘာဝနာကိုဆက်လက်ဖောင်းများအထုတ်ဖို့ရန်အာနာပါနကမ္မထံ ဒေဟနာပါဏကမ္မထံကအဲဒီလို အဆောင်အရှောင်ကမ္မထံနဲ့ပွားများအားထုတ်မှပို့ပြီးတော့တည်ငြိမ်စေတယ်ငြိမ်သက်စေတယ်တည်ငြိမ်ငြိမ်သက်ဖို့ရန်အတွက်ဒီကိုယ်ဆောင်တရား၄ပါးကိုလည်းပွားများအားထုတ်ပြရပါတယ်ဒီအန္တပါကမ္မထံကိုပွားများအားထုတ်ပြတဲ့အချိန်ခါမှာအာနာပါဏကမ္မထံဝန်သက်လေထွက်သက်လေကိုတပန်းပြန်ပြီးပွားများအားထုတ်ရတယ် ဝန်သက်လေထွက်သက်လေကိုပွားများအားထုတ်ဖို့ရန်ဘုရားရှင်ကလည်းဘယ်လိုနေတမ်းချီပြီးဟောကြားတတ်သလဲဣဒ္ဓဘေကဝေဘေကုအရညာကတဝရုပ္ပမူလကတဝသုံးညာကာရကတဝနိသတတိပါလကအဝုဒေတဝဥဇုံကာယပဏိတယပရိမုခံတတေဥပတပတဝဘေကဝေယဟန်တုဣဒ္ဓဤသာသနာရဏဘေကုယောဂိယဟန်တိ အာရိညာပတောဝါတောယတုသောယဝိသောလဘရုခံမူလပတောဝါသဗ္ဗယံသူသောယဝိသောလကောင်။သုံးညာကာရပတောဝါဆိညာယတုသောယဝိသောလကောင်။ဗန္နင်္ဂအဘုဒေတဝါဓမ္မလေခွေပြုလျေဥဇုံကာယတပန်ကိုကိုဖြတ်မစပဏိဒါယထား၍ပရိမုခံဝန်သက်လီထွက်သက်လီဟုသောကမထာအာယုန်သူတတေတတိကိုဥပတပတ်တဝါရှေးရှုဖြစ်တဲ့လျေနေတတိတန်နေလေ၏တဲ့။ အာနာပါနကမ္မထံကိုပွားများအာထုတ်တဲ့အခါမှာရှိဥ်စွာနေရာရှာရအာရဏကတော်တောမှာပဲဖြစ်စေဒုက္ခမူလကတော်သဗ္ဗယမှာပဲဖြစ်စေသုံးညာကာရကတော်ဆွင့်ငိမ့်တဲ့နေရာမှာပဲဖြစ်စေဒီလိုသုံးနေရာတနေရာကိုရရှိအောင်ရှာရနေရာသုံးနေရာရှာပြည့်တဲ့အချိန်တမှာနဗ္ဗနဲ့ထဘောလေးစနဲ့မှာပါလင်ငါအဘုဒ္ဓေတဝါတမလန်ကိုထိုင်ပါတဲ့ ဝိဇုံကာယအတ္တပိုင်းခန္ဓာကိုဖြောင်းဖြောင်းတယ်မှာတရားအထုတ်တဲ့ပုဂ္ဂိုလ်ဒီအတ္တပိုင်းခန္ဓာကိုအထူးအပြည့်ဖြောင်းဖြောင်းတယ်ဖို့လိုအပ်တယ်အတ္တပိုင်းခန္ဓာကိုဖြောင်းဖြောင်းတပြည့်တဲ့အချိန်ကမ္မနံပါတ်၃ရှုဖို့နေသနဲ့မှာပရိမုခံဝန်သက်လေထွက်သက်လေဟူသောကမ္မထာအာယုန်တို့တတိကိုဖြစ်စေပါ ဝန်လေထွက်လေမှာတတိထားပြီးအသက်ရှူပါတတိမရှိပါနဲ့အသက်မရှူပါနဲ့တတိထားပြီးတော့အသက်ရှူဖို့ရပြည့်စင်ဟောကြားခြင်းဖြစ်တယ် သောတတဝအတတတိတတဝပတတတိသောတောယောဂိပုဂ္ဂိုလ်သည်တတဝတတိရှိလျက်သာလည်းအတတတိဝင်လေကိုဖြစ်သည်တတဝတတိရှိလျက်သာလည်းပတတတိထွက်လေကိုဖြစ်သည်ဤတတိရှိပြီဝင်လေကိုဖြစ်သည်ပါတတိရှိပြီထွက်လေကိုဖြစ်သည်ပါတတိထားပြီအသက်ရှူပါတတိမရှိဘဲနဲ့အသက်မရှူပါနဲ့တတိထားပြီတော့အသက်ရှူဖို့ရပြရရှင်ဟောကြားခြင်းဖြစ်တယ်ဘယ်နေရာမှာတတိထားရမလဲ ဘုဒ္ဓဘုဒ္ဓကာသေပဏ္ဍသတိတပတ္တဝဘာဝန္တသေဝဘာဝနာသမေသတိထိယာထိယာဌာနနဲ့တတိကိုထားရဘာဝနာနဲ့ပြည့်စုံစေနေပါれအသက်ရှူကြည့်ပါတချို့ဘုဘသည်နာသီပြမှာထေဖို့တင်ရှားတာရှိတယ်တချို့ဘုဘကြတာထက်နှုတ်ခမ်းပြမှာထေဖို့တင်ရှားတာရှိတယ်နာသီပြနဲ့ထက်နှုတ်ခမ်းပြထေဖို့တင်ရှားတဲ့တနေရာမှာတတိကပိရှုမပေါ်များအထုံမဲ့ဆိုရင်အာနာပါနကမ္မတံလောကယသည်ပြည့်စုံစေနေတဲ့သဘောရှိတယ်ဒါကြောင့် အာနာပါနာကမ္မတာပွားများအာထုပ်ဖို့နိစ္စနဲ့ကိုလက်တွေ့အဖြစ်ဘာဝနာကုသိုလ်လည်းပါရှိအောင်တရားနဲ့နဲ့ထံကြည့်ကြမယ်တရားထိုင်တဲ့ပုံစံထံကြည့်ကြရအောင်ကြားရှိထိုင်နိုင်မဲ့အရိယာပုံနဲ့ထိုင်နေပါတယ်အထက်ပိုင်းခန္ဓာကိုဖြောင်းဖြောင်းထိုင်ခေါင်းကိုတည့်တဲ့မှမတားပဲလက်ပေါ်ကိုညာလက်ကိုတင်မယ် မျက်စိကိုမိတ်ပါးစပ်ကိုဖိတ်အသက်ရှူတဲ့လေကိုပဲကြည့်မယ်။နာသီပြဖို့စိတ်ကစိတ်ကိုခိုင်းအေးပဲထား။ဝမ်းလေးပါနေစပြီးတော့ရှုမယ်။ဝမ်းလေးထွက်လေးဝမ်းလေးထွက်လေးအသက်ရှူတဲ့လေကိုပဲကြည့်။ထင်ရှားတဲ့တနေရာမှာပဲစောင့်ကြည့်။နာသီပြမှာထင်ရှားနာသီပြမှာရှုမယ်။ အတင်းတို့ကပြမတင်ရှာအတင်းတို့ကပြမရှုမယ်ထိထိသွားတာလေလို့အာယုံထားပြီးစောင့်ကြည့်လေကအတွက်ဝသွားလို့လည်းအတွက်နဲ့လည်းမကျင်နဲ့အပြတ်ထွက်သွားလို့လည်းအပြတ်နဲ့လည်းမကျင်နဲ့မတင်ရှာလို့တင်ရှာအောင်ဆိုပြီးပြင်းပြင်းလည်းမရှုနဲ့အသိစိတ်လေးကိုအောင့်လည်းမတားနဲ့ပုံစံမှန်ပဲရှုမယ်ဝင်လေမှလည်းတတိရှိပါစေထွက်လေမှလည်းတတိရှိပါစေ ဝန်းလေးထွက်လေမှာလေနဲ့စိတ်နဲ့ငြိမ်းနေအောင်ရှုထားမယ်စိတ်ကိုပြင်မသွားစေနဲ့ဝန်းလေးမှာလည်းတတိရှိပါစေထွက်လေမှာလည်းတတိရှိပါစေဝန်းလေးထွက်လေမှာလေနဲ့စိတ်နဲ့ငြိမ်းနေအောင်ရှုထားမယ်အနာပါနာကမ္မတံကနာတိပြနဲ့အထက်နှုတ်ကံပြထင်ရှားတဲ့တဏှာမှာဝင်လေမှလည်းတတိစီထွက်လေမှလည်းတတိစီ ဝန်လေးထွက်လေမှာတတိမြေအောင်ကြိုသာဘွားများအတုရပါတယ်ဝန်သက်လေးထွက်သက်လေမှာတင်းကျင်းတဲ့တမာရီဇာရှိလာပြီဆိုရင် လေးတိတစ်ပြေပြေသေမွေလာမယ်နှုတ်ညလာမယ်သေမွေနှုတ်ညလာတဲ့အချိန်အခါမှာတင်းကျင်းတဲ့တမာရီရဲ့ဆွမ်းအားကြောင့်နမိတ်ဖြစ်ပေါ်စေတတ်ပါတယ်ပထမမိခုရောင်တို့လိုညက်တတာရောင်မျိုးတွေ့လာပြီဆိုရင်ပရိကမနမိတ်လို့ခေါ်တယ်ဝါခွန်းတို့လိုဖြစ်ဝေးတဲ့ရောင်မျိုးတွေ့လာပြီဆိုရင်ဥက္ကနမိတ်လို့ခေါ်တယ်ရည်လိုကြီးနေပဲဖန်လိုကြီးနေပဲမှန်လိုကြီးနေပဲကြည်လင်တောက်ပနေတဲ့ သောရှုကျေကဲ့သို့အလမတန်ကြည်လင်တန်ဆင်းနေတဲ့အရာများတွေ့လာပြီဆိုရင်ပฏิဘာကနမေလို့ခေါ်ပါတယ်ဒီလိုပฏิဘာကနမေကြာချေခံရသောတိရံခံကလာတဲ့အခြင်းအကဤညာတဲ့တမာရီရဲ့သွားကြောင့်အပ္ပနာတမာရီလို့ခေါ်ဆိုရတဲ့ပထမသံတမာရီဒုတိယသံတမာရီတတိယသံတမာရီစတုတ္ထသံတမာရီတဲ့အောင်ရသည် နိုင်တယ်အာနာပါနကမ္မထံကတမထာပိုင်းမှာစတုတ္ထသံတမာရီတဲ့အောင်ရသည်နိုင်တယ်ဝိပဿနာပိုင်းမှာဆိုရင်ဝိသဝိမုတ်တိလို့ခေါ်ဆိုရတဲ့ မညာလေးပါဘုံညာလေးပါတန်အောင်ရစေနိုင်ရောက်စေနိုင်တဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်တယ်ဒါကြောင့်အာနာပါနကမ္မဋ္ဌာန်းကို အောင်မြင်အောင်နေ့စဉ်နေ့တိုင်းကျင့်ကြံကြိုးကိုပွားများအားထုတ်ကြပါအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရတရားသိညာသောသာယတဘိကဝေမပမတ္တဓမ္မပိသဝိပတိတာရိနောဟောတာယောအမကနုသာရဏိဘိကဝေဩချက်သာချက်သမီးတို့ ဇာယထာရှိတဂုံလောမัจจဂုံလော သမထဘာဝနာဝိပဿနာဘာဝနာအလောကိုပွားများအားထုတ်ကြဂုံလောမဟာပမတ္တထမိမိလျောလျောပေါ်ပေါ်ဆသမနေလိုက်ကြပါကုန်လင်ပဲ့ဆံဩသောအခဏသောအခါတိယညာသောသို့လည်းလျောင်းသောအခါကြမှာဝိပတိတာရိနောလောမတမယာချက်တို့သည်မဟောဓမ္မဖြစ်ကြပါကုန်လင်အယံဤစွာခေပြည့်စီကား ဟောတခြေသားခြေသမီးတို့အတွက်အမကံပရားရှင်တို့သည်အနုသာသနေပမ္မထထသောမတော်မူအပ်ခဲ့ပါပေသတည်း